မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါရမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့ EAO တို့နိုင်ွက်ကင်ပြီးတရုတ်ကိုတံပြန်ဖို့လိုအပ်ပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်တရုတ်ဒူးတန်တမန်တင်ရှိခြင်းမှာ ကချင်နဲ့ရခိုင်တော်လိုင်းတက်များ၎င်းတို့ရဲ့ပိုင်လက်များတခြားအထူးသဖြင့်ပုံပေါ်နေကြဖြူတဝိုက်ထိုးစစ်မစင်ကြဖို့ပြောတယ်လို့အဆိုပါဖွင့်များနဲ့နှိစက်တဲ့တရင်ရက်ွက်တွေကိုကိုကာပြီးစောင်းပါးရီမှာဖော်ပြလာပါတယ်ဒီလိုရက်တက်မယ်ဆိုရင်ရှေးရှောင်ဆက်ဆံရေးတို့မြင့်သွားမယ်လို့မျက်လုံးပြီးလာခဲ့တယ်ဆိုလိုတာကလိုအပ်တဲ့စစ်လက်နက်ပစ္စည်းများပံ့ပိုးပေးသွားမယ်သဘောပဲဖြစ်ပါတယ်တရုတ်ကမြန်မာမှာအစဉ်အမှန်ငြိမ်းချမ်းရရှိရေးထက်အချင်းချင်းအမြဲလိုရှန်းဆောင်နေကြကချင်းနဲ့နေတဲ့နိုင်ငံဖြစ်တာရှိစေပြီး၎င်းတို့လိုအပ်သမျှထုံထုံယူငင်သွားနိုင်ဖို့သာအလေးထားလှုံ့ဆော်နေတာကထင်ရှား ားသက်ထင်ရှားလာနေပါတယ်။ ၎င်းတို့လိုအပ်နေရာထက်အလွန်ကျွံလုံလာတဲ့ကိုကပ်ဖွဲ့ကိုငြိမ်ချသွားအောင်လုပ်နိုင်ခဲ့တဲ့ဒီလိုလုံးလို့မရတဲ့ကချင်နဲ့အာရခဖွဲ့တွေကိုတော့တလီတစားဆက်ဆံပြပြီးအပျော်ဆွဲဆွဲလာနေတဲ့အပြစ်ကရစိုင်းရေးအတွက်ဆွေးနွေးပေးနေတယ်လို့စေအုပ်စုကြီးနဲ့အောင်လဲမလုံးပေးနိုင်အောင်မှဖြစ်ပါတယ်။တရုတ်ကလူမျိုးစုလက်နက်ကင်ဖွဲ့စည်းဝေးကိုသွေးခွဲတဲ့နှလန်းသွားဗျူဟာကိုကျင့်သုံးလာနေတာကိုတွေ့လာရပါတယ်။၎င်းတို့အတွက်မဟာဗျူဟာရလွန်စွာလိုအပ်တဲ့မြေရှားတပ်တုများအဆက်မပြတ်ရရှိရင်းနဲ့၎င်းတို့ကိုတကားကြီးမှုများတပ်ဖွဲ့ထိန်းသိမ်းထားတဲ့တိုင်းသားဖွဲ့တွေနဲ့စေအုပ်စုကိုလည်း တရားဝင်အတိမတ်မပြုမိအောင်ရှောင်ရှားလာခဲ့တာဖြစ်တယ်လို့တရုတ်ရင်းရကျွမ်းကျင်သူသူတီတီကပြောပါရယ်။တိုင်းသားဖွဲ့တွေကအဆိုပါမြေရှားတပ်တူများထုံရောက်ခြင်းဖြင့်ငွေရှာနေရမယ်ဆိုရင်တရုတ်အပေါ်အလွန်အကျုံမြင်ခွင့်နေရတဲ့စက်ကန်ထရိုက်တာတွေအစင်ထက်တက်လာမယ်လို့အတိပေးလာခဲ့ပါရယ်။ အရင်ပြမယုံထွက်နိုင်ဖို့၎င်းတို့ရဲ့အယောင်းဝယ်ဆန်နဲ့သဘောတူညီချက်တွေနဲ့တင်းတိမ်နေလို့မရပဲရှေးရှေးတည်တတ်မဲ့မဟာဗျူဟာနဲ့မူများချမှတ်သွားတော့မှာဖြစ်ပါတယ်ဒီလိုချမှတ်နိုင်အောင်တွင်းထွက်သင်ရန်စာတမ်းများစီမံထိန်းချုပ်မှုအကောင့်ပြုလုပ်ရမယ်တဘာဝပတ်ဝန်းကျင်နဲ့လုပ်သားများကိုအကာအကွယ်ပေးမယ်စီမံများအကောင့်ထည့်ဖော်နိုင်ဖို့နဲ့တရုတ်ကုမ္ပဏီများနဲ့ပုံမှုပွင့်လင်းမြင်သာပြီးတရားမျှတတဲ့စည်းကမ်းချက်များရရှိအောင်ဆွေးနွေးသွားရန်လိုဖြစ်ပါတယ်အရင်းမြစ်များထိန်းချုပ်ထားနိုင်ရုံလောက်နဲ့ရေရှည်သွားနိုင်မယ်လို့မမတ်ယူသင့်၎င်းအစားပြည်ရင်းပြည်ပါနိုင်ငံရေးဆိုင်ရာတရားဝင်မှုကို ပုံမှုကျပြန်စွာဆောင်ရွက်နိုင်ဖို့အတွက်အခြေခံအုံမြင့်တစ်ခုဖြစ်မှတ်ယူရမှာဖြစ်ပါတယ်။အပြုသဘောဆောင်မဲ့ငင်းချိုင်းမျိုးရရှိအောင်နည်းလမ်းများရှာဖွေလှုံ့ဆော်သွားမယ်။အဲ့ဒီအတွက် Federal စနစ်တန်းတူညီမျှမှုရေရှည်တည်တတ်မယ်။ တည်ငြိမ်မှုတွေပေါ်အခြေခံပြီးအပိအပြတ်ဖြည့်ရှင်းနိုင်ဖို့ကြိုးပမ်းသွားတော်မှာဖြစ်ပါတယ်ဒါကလည်းမြန်မာရဲ့အနာဂတ်အတွက်လွန်စွာအရေးပါနေပါတယ်မြေရှားတပ်တူတွေကကြောက်စင်ကဲ့သို့တာမန်တွင်းထွက်ပစ္စည်းများမဟုတ်ပဲတရုတ်တို့မဟာဗျူဟာအရာရာလိုတဲ့တွင်းထွက်များဖြစ်နေတဲ့အတွက်တိုင်းသားဖွဲ့တွေအတွက်အပင်းယူလို့စီယာဘူမိနိုင်ငံကြီးမှာအရေးပါတဲ့အနေအထားမှာရှိနေဖို့အသုံးချစရာဖြစ်လာပါတယ်။ ဒီအားသာချက်ကထက်မြက်တဲ့နှစ်ဖက်သွားဓာတ်တစ်ချောင်းနဲ့တူပါတယ်၎င်းကရှိသူကိုပိုင်အုပ်ချုပ်ခွင့်နဲ့အာဏာကိုပေးနိုင်စွမ်းတော်လဲတရုတ်ရဲ့ချဲလင်မှုစီးပွားရေးယာမိကိုနေမှုနဲ့တရားဝင်မှုဆိုင်ရာအကြက်တဲတွေကိုပုံမှန်နှဆိုင်လာစေပါတယ်တိုင်းရင်းသားဖွင့်များအတွက်လမ်းဆောင်လမ်းကွာကိုရောက်ရှိလာပြီးဖြစ်တဲ့တရုတ်တို့လူသမားထုံရောက်ပြီးမဲ့ဂိမ်းမှုကြီးများတပ်ဖွဲ့ဆက်ရှိနေမှာလားနိုင်ငံရေးရာတရားဝင်မှုနဲ့တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းကိုရရှိဖို့ကြိုးပမ်းနေမှာလားဆိုတာကိုရွေးချယ်ရတော့မှာဖြစ်ပါတယ်ပွင့်လင်းမြင်သားတဲ့စီးမြင့်မှုပေါင်းများချမှတ်ခြင်းအလုံတမန်နဲ့တဘာဝပတ်ဝန်းကျင်စံချိန် ံ့ညွတ်များပြဋ္ဌာန်းခြင်းနဲ့တာဝန်ယူမှုရှိတဲ့တည်ရန်စာတာစီမံခန့်ခွဲမှုကိုပြသခြင်းတို့ဖြင့်တိုင်းသားနဲ့နှက်ကင်ဖွဲ့စည်းများ EAO တိုင်းသားတော်လိုင်းဖွဲ့စည်းများ ERO တို့ရဲ့ခုံတိတ်ခါကိုမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။၎င်းကဒေသခံပြည်သူများအတွက်သာမကကျင်းဝန်တိတ်ခါရှိတဲ့ထောက်ပံ့ရင်ခွင့်ဆက်တွေကိုရှာဖွေနေတဲ့နိုင်ငံတကာအစုရှယ်ယာရှင်တွေနဲ့ပါပုံမုံယုံကြည်မှုရရှိစေမှာဖြစ်ပါတယ်။အဲဒီမှာတစ်ဆင့်နိုင်ငံတကာရဲ့အသိမှတ်ပြုမှုအကူအညီများရရှိနိုင်မှုနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်ခွင့်ရရှိစေခြင်းစတဲ့ခွင့်လန်းတွေကိုဖွင့်လှစ်ပေးနိုင်တော့မှာဖြစ်ပါတယ်။ ၏ဒီလိုပြောင်းလဲမှုမရှိပါကသင်ရန်စာတကျွမ်းဝမှုကလောင်အိမ်တပွဲဖြစ်လာနိုင်တဲ့အကျိုးမြတ်ရတော့လဲချုံနောက်ခံထားသလိုဖြစ်မှာဖြစ်ပါတယ်။ နောက်ဆုံးမှာစွမ်းအစစ်မှန်ကထုံယူရဲ့အရာမဟုတ်ပဲတိစောက်တဲ့အရာဖြစ်တရှိရဲ့လို့အကြံပြုဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်အာနာရှိအတွန်းရှိဖို့နီးပြူဟာမျိုးစုံနဲ့လမ်းဖောက်ခဲ့သူများဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ဗိုလ်ချုပ်အောင်ဆန်တီထောင်ခဲ့တဲ့မြန်မာတပ်မတော်ဟာနေဝင်လက်ထက်ကစပြီးပြည်သူလူထုပေါ်အမျိုးမျိုးဖိနှိပ်ချုပ်ချယ်ကုတ်သွေးဆုတ်ခဲ့တဲ့စစ်အာဏာရှင်တွေရဲ့ဥစားမှုအောင်မှဖွဲ့စည်းထားတဲ့စစ်တပ်တစ်ခုဖြစ်ပြည်သူအများစုကသိရှိလာခဲ့ပြီးရဲ့နောက်ခေတ်ဆက်ဆက်မှာတော်လှန်ခဲ့ကြတာဖြစ်ပါတယ်။ 1992အေပီလ23ရက်မှာဗိုလ်ချုပ်မူကြီး စောမောင်ရှာသူကအနားယူသွားချိန်ဘိုလ်ချုပ်တန်းရွှေကနာဝတအစိုးရဖွဲ့ကိုဦးဆောင်ပြီးနာအဖဖြစ်ကိုပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။1988မာဆာလာပြုတ်ကျခြင်းနဲ့ဒူအာနာတီမြဲစွာ အုပ်ချုပ်ခွင့်ရဖို့အတွက်တန်းရွှေကအားနည်းချက်တွေကိုရှာဖွေစမ်းစစ်ကပြုပြင်ခဲ့ပါတယ်။ဥက္ကဋ္ဌရာထူးကိုလွှဲပြောင်းယူတဲ့တန်းရွှေကနိုင်ချင်း2000ကျော်နဲ့တရား2ရောက်ကိုလွတ်ပေးခြင်းတက်တွင်လက်ပေးလက်ယူမှုတွေနှိမ်နှင်းခြင်းအပြည့်ပြည့်ဆိုင်ရာချက်ချင်းဤဖွဲ့နဲ့လူငင်းချမ်းသာဖွဲ့ကိုပြည်ဝင်ခွင့်ပေးခြင်းအတိုက်ခံများကိုလည်းဖြေလျှော့ပေးမှုတွေပြီးခဲ့ပြီးအကျဉ်းထောင်များတွင် ဝင်ရောက်ခွင့်ပေးကဒေါအောင်ဆန်းစုကြည်နဲ့လည်းတွေ့ခွင့်ပေးမှုများထိုင်းမြန်မာနယ်စပ်ကကရင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့စစ်စင်ရေးကိုရပ်တန့်ခြင်းများလှုပ်ဆောင်ခဲ့ပေမယ့်ပုံရိပ်ကြဆင်းနေတဲ့စစ်တပ်ကိုနိုင်ငံတကာလည်းမာနမဲကောင်းယူအဖက်စေလှုပ်ပြခဲ့ခြင်းသာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ကိုပိုင်အုပ်ချုပ်ခွင့်တောင်းတဲ့တိုင်းရင်းသားလူနည်းစုတို့ကိုလုံးဝလုံးဝခေါင်းမထောင်နိုင်အောင်ချိန်မုံပြစ်ဖို့နှီးမျိုးစုံသုံးကြိုးစားပါတော့တယ်တိုင်းရင်းသားတွေနဲ့တိုက်ပွဲဖြစ်ရာဒေသကပြည်သူများကိုကောင်းဖြတ်ခြင်းကလေးချီထားတဲ့မိခင်ကိုပါဖြစ်သက်ရုံမကဒေသခံတွေကိုလူသားတိုင်းဖြစ်ရှေ့မှနေစေပြီးမြေမြုံမရှိရမှာအသုံးပြုခြင်းတွေပြုလုပ်ခဲ့ပါတယ်ဖြစ်စဉ်အနေနဲ့ချိန်မြန်တိုင်းရင်အမှတ်439ချိန်နဲ့တိုင်းရင်အမှတ်239ရှိစစ်သားများက2014ဇွန်လဆန်းပိုင်းမှာကချင်ပြည်နယ်မိုးမောက်မိုးညင်းမန်စီဒေါ်ဖုံးရံမြို့နယ်များမှာဒေသ ခံမျိုးသမီးဆက်ရှင်ဦးထိမရင်းချင်းတပ်ဖြတ်ခြင်းများကိုပြုလုပ်ကျူးလွန်ခဲ့ခြင်းတွေပါရှိခဲ့ပါတယ်။ဒါအပြင်တိုင်းဒေသဒေသတွေမှာအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းနဲ့နေအိမ်မိရှုခြင်းတွေကိုကကြင်တနင်္သာရီမွန်၊ကရင်နီးကရင်ဒေသတွေမှာတန်းရွှေလက်ထက်ရှိစစ်တပ်ကကျူးလွန်ထားခဲ့ပါတယ်။ တိုင်းရင်းသားဒေသများရှိပြည်သူများကိုချင်းချောက်ခြင်းနဲ့အမဲပြစ်သလိုလိုက်လံပစ်ခတ်ခဲ့ခြင်းနာအကြောင်းလူဦးရေတပ်တန်းကျော်တို့ဟာအိုးအိမ်များဆွတ်ခွာပြီးနေဆက်ဒေသရှိစစ်ဆောင်စခန်းများမှနေထိုင်ခဲ့ရပါတယ်။2009ခုနှစ်ထိနိုင်ကျင်း2000ကျော်ရှိတဲ့နယ်အများစုကကဘာမှာဆုံရဆုံသောညင်ပန်းနှိပ်စက်မှုပုံစံမျိုးနဲ့နှိပ်စက်ခံခဲ့ရပါတယ်။ဒီကျူးလွန်မှုတွေကိုအထောက်အထားသက်တည်များစွာနဲ့တမိုင်းအဖြစ်ပြုစုထားမှုတွေရှိခဲ့ပါတယ်။ဒါကြောင့်လူမျိုးတုံးတပြတ်မှုတွေနဲ့ လူ့ခွင့်ရချိုးဖောက်မှုတွေကိုကျူးလွန်အောင်လက်အောက်ခံတပ်တွေကိုစေခိုင်းအမိန့်ပေးခဲ့တဲ့တန်းရှင်ဖြစ်ပါတယ်။အမျိုးဘာသာသာသနာဆိုတဲ့စစ်အစိုးရရဲ့စောင့်ပုံမှာလူမျိုးကြီးဝါဒလွှမ်းမိုးနေပြီးမြန်မာလူမျိုးမြန်မာစကားဗုဒ္ဓဘာသာမဟုတ်ပါကလက်အောက်ဖြစ်ဓမ္မမဟုတ်ဒုတိယလူတန်းစားအဖြစ်မျိုးတတ်မှတ်ကဘာသာရေးနဲ့ပတ်သက်ပြီးလူနည်းစုတိုင်းရင်းသားတွေရဲ့ကိုးကွယ်ယုံကြည်မှုကိုနှိမ့်ကွက်ရမှာလက်နက်တစ်ခုအဖြစ်အသုံးချခဲ့ပါတယ်။ ချင်းပြည်နယ်တောင်ကုန်းတွေမှာအစဉ်လာကလေးကလဝါကတိုင်တွေကိုစိုက်ထူမှုအတွက်ခရီးရန်ပါတာဝင်တွေကို၎င်းရဲ့စစ်သားတွေကဖြိုဖျက်ခိုင်းပြီးပထိုးစီတီများတိစောက်စေပါတယ်ခရီးရန်ဖျားကြောင်းများအစ်စ်တိစောက်ခြင်းပြင်ဆင်ခြင်းများအတွက်ခွင့်ပြုမိတ်ကိုတင်းတင်းကြပ်ကြပ်တားမြစ်ခဲ့ပူပါတယ်ဖျားစီတီအစ်စ်တိစောက်ခြင်းအဟောင်းပြင်ဆင်ခြင်းများပြုလုပ်ပြီးအခကြီးရဲ့ကြီးပါတာရေးပွဲတွေမှာတန်းရွှေနဲ့စနီးဖြစ်သူကြိုင်ကြိုင်တို့ကိုမြင်တွေ့ရပြီးပါတာတရားကန်ဆိုင်ကြတဲ့မြန်မာပြည်သူလူထုကိုပါတာရေးမဲဆွယ်အထင်ကြီးလေးစားကြီးညိုအောင်မှတ်ယူနေပြီးမဲအာနာနဲ့ပတ်သက်ပါကော ရဟန်းတန်ဃာကိုသင်ငန်းဆွဲချုပ်ပြီးတွေးမြင်ကြအောင် ပြစ်တတ်စေတဲ့ဒီအမိန်ပေးစီခိုင်းသူဖြစ်ပါတယ်။ဒါကြောင့်ဘာသာရေးကိုလူမြင်ကောင်းယုံအရေးချုံလုံးပြပြီးရက်ဆက်ခဲ့သူဖြစ်ပါတယ်။ နာအဖအဖြစ်ပြောင်းလဲပြီးနောက်မှာအရက်သားပြည်သူတွေကိုနိုင်ငံရေးဥစားမှုပေးနိုင်ဖို့စစ်ဘုတ်ချုပ်တွေရဲ့အတွေးခေါ်တွေကိုပြည်သူတွေစိတ်ထဲသွတ်သွင်းဖို့ရည်ရွယ်ချက်များနဲ့စစ်အစိုးရရဲ့မူဝါဒတွေကိုရောင်းပြန်ဟတ်စီတဲ့နီလန်လမ်းစဉ်များချမှတ်ပြီးပြည်အောင်စုကြက်ခိုင်နဲ့ဖွံ့ဖြိုးရေးအသင်းကို1993မှာလူမှုအင်အားစုဖွဲ့ပြီးအကောင့်ထဲပေါ်ခဲ့သူကလည်းတန်းရွှေပဲဖြစ်ပါရင်လက်ရှိအချိန်ထိစစ်တပ်ရဲ့ကြောထောက်နောက်ကန်ဖွဲ့စည်းဖြစ်ရှိနေစဉ်ဖြစ်ပါရင်အသက်35နှစ်ထက်ရှိသူတွေကိုရက်ရွာလုံးချုံကြီးအတွက်ပြည်သူစစ်ဖွဲ့စည်းပြီးအကောင့်ထဲပေါ်ခဲ့သူမှလည်းတန်းရွှေပဲဖြစ်ပါရင် ်ဒီလိုဖွဲ့စည်းများ ဖွဲ့စည်းခြင်းကစစ်အာဏာရှင်အတွန့်ရှိဖို့အမျှော်မြင်ကြီးစွာနဲ့အင်အားရယူဖွဲ့စည်းခဲ့ခြင်းများဖြစ်ပါတယ်အရေးခင်းနေမှာတက်ကြွစွာပါဝင်ခဲ့တဲ့ចောင်းသားတွေကိုအင်အားမစုစည်းမတော်လန်နိုင်အောင်တက္ကသိုလ်တွေကိုမြို့ပြင်းနေမှာတိစောက်ခိုင်းမှုစေတာကလည်းတန်းရွှေလက်ထပ်ပဲဖြစ်ပါတယ်ရုရှားနိုင်ငံမှာစိတ်တက်စစ်စင်ရေးကိုတင်ယူခဲ့တဲ့အတွက်စိတ်တက်စစ်စင်ရေးနဲ့ဝါရားဖြန့်ချင်ရေးကိုသူ့လက်ထက်မှာဒီဇိုင်းမမှန်လုပ်ခဲ့တဲ့1988မှာဆလာပြုတ်ကြခြင်းကော စစ်တပ်ရဲ့ရုံးမာရက်ဆက်မှုတွေကိုအချက်အလက်နဲ့ဖော်ထုတ်တဲ့နိုင်ငံသားအသံလွှင့်ဌာန RFE BBC POE ကဲ့သို့မီဒီယာလက်နက်အားကမှုကြောင့်ဖြစ်ကြောင်းကိုသိရှိခဲ့ရတာကြောင့်မြရီတက်မတော်အသံလွှင့်ဌာနမှတံပြန်စိတ်သက်စစ်စင်ထုတ်နယ်ခြင်းများပြုလုပ်ခဲ့ပါတယ်။တန်းရွှေလက်ထက်မှာနိုင်ငံသားအသံလွှင့်ဌာနတွေကသတင်းများနားထောင်ခွင့်မရှိတာကြောင့်ခိုးဝှက်နားထောင်ရတဲ့အဖြစ်တွေလည်းအမှတ်ရနေဆဲဖြစ်ပါတယ်။စစ်သားစုဆောင်ခြင်းတွေကိုရက်တကာရွာတကာလက်ဟောပြောဆိုဆောင်ခြင်းနဲ့အတူအတင်းအဓမ္မပေါ်တာဆွဲခြင်းများကိုလှုံ့ဆော်နေတာကြောင့်ညာမိုးချုံရင်အပြင်းမသွားဖို့တားမြစ်ခဲ့တယ်။မိဘ ရီရဲ့စိုးရိမ်တန်းတွေကလည်းမမတ်ရရရှိနေစေဖြစ်ပါတယ်။အခုမင်းအောင်လိုင်လက်ထက်မှာလေလက်အောက်ခံတပ်များမှတန်ဃာတော်များတပ်ဖြတ်ခြင်းပရင်းကျင်ခြင်းများကျေးရွာများမိရှုစဉ်ပြည်သူများအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းအတင်းအဓမ္မပေါ်တာဆွဲစစ်သားစုဆောင်ခြင်းပြည်သူစစ်ဖွဲ့စည်းခြင်းဘာသာရေးအဆောင်များရည်ရွယ်ချက်ရှိရှိဖျက်ဆီးစေခြင်းတို့ပြုလုပ်စစ်ခိုင်းလျက်ရှိတာဖြစ်ပါတယ်လို့သတင်းမှရှင်းတာထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။